တော့ဒါအခုရောက်နေနေရာကျတော့ဒါဆန်ဆက်သူ့ရွာထဲမှာရှိတဲ့ဆန်ဆက်ကိုကျွန်တော်လိုက်ရှာတယ်လိုက်ရှာပြီးတော့မှဒီဆန်ဆက်ကိုကျွန်တော်ရောက်အောင်လာတယ်နော်ဘာလို့ရောက်အောင်လာလဲဆိုတော့ခုနကကျွန်တော်ဖွဲနှုတ်လို့ရှင်နေတဲ့ကြောင့်ကျွန်တော်ဖွဲနှုတ်ရန်ကုန်ကနေတယ်လာဖို့ဘလို့မှအဆင်မပြေတော့တဲ့ကြောင့်ဒီမှာဖွဲနှုတ်ရှာလိုက်တော့မှတော်တော်လေးကိုခက်ခက်ခဲရှာခဲ့ရတယ်ဘာသာစကားခက်ခဲရပါတော့သူတို့ပြောတဲ့ဟာနဲ့ကိုလိုချင်တဲ့ဟာနဲ့မကိုက်ဘူးဒါနောက်ဆုံးကျွန်တော်ဆန်ဆက်ကိုခေါ်အားပေးပါလို့ပြောတော့မှာဆန်ဆက်ရောက်တော့မှကျွန်တော်လိုချင်တဲ့အမှုတ်ကိုကင်ပြီးတော့ပြတော့မှာတို့ဒီဒါတော့မှဒီမှာဂျုံခွဲနဲ့ ကစံဖွဲနေချင်းကျွန်တော်စံဖွဲကိုပုံပါမယ်နော်โอเค let's go ဒါကျွန်တော်တို့ရတာပဲပတ်ပေါ့နော်ပဲပတ်စိတ်တဲ့ဆက်ရုံကိုထပ်လာတယ်ကျွန်တော်ရေရန်စီးရဲ့နေရာမှာသုံးမဲ့တော့ကြောင့်အစာကိုကျွန်တော်မမသုံးမှဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်ဒီဟာကိုပါထပ်ပြီးတော့ကျွန်တော်ဝယ်လိုက်ပါမယ်โอเค so အားလုံးပဲမင်္ဂလာနေ့ခင်ပါကျောင်းညာဒီဘာရီယာ National Park ရဲ့ရှိမှရှိရဲ့အဲ့ဟိုကျောင်းလမ်းပြပေးမဲ့ကောင်းလေးရဲ့အိမ်မှာပဲကျွန်တော် အိတ်လိုက်တာမဟုတ်နော် အဲ့ပြီးတော့ပါအခုဒီနေ့မနေ့အစောကြီး9နာရီထားပဲဆိုပြင်ဆင်နေအာဒီနေ့ tracking အဲကားခဏစီရမယ်3နာရီလောက်စီရမယ်ပြောတာကားစီပြီးတော့ tracking ပေါ့နော် tracking လိုက်ရတော့မယ် tracking သွားပြီးတော့မှကျွန်တော်တို့မနေ့ရတွေ့ခဲ့တဲ့မိချောင်းတွေရှိရဲ့မြစ်အဲ့မြစ်အထက်ကိုကျွန်တော်မိုင်20ဝန်းကျင်လောက်အဲကျွန်တော်တို့ကဟွာကားနဲ့လည်းသွားမယ်ကား20ပေါ့ချစ်ကားနဲ့အောက်ထပ်ဆင်းလို့ရတယ်တဲ့အမနာဘာမှတော့လမ်းလျှောက်ရမယ်ထင်တာ လမ်းအလောက်မလျှောက်ရတော့ဘူးတဲ့အဲခြေကားရှိနေပြီပေါ့နော်ခြေကားရှိနေပြီဆိုအဲခြေကားနဲ့ကျွန်တော်ကဒီအောက်ထဲကိုဆင်းမယ်ပြီးရင်နောက်ဖုံးရောတဲ့ရွာကနေမှဆင်းမြစ်ထဲကိုလမ်းလျှောက်ရအိုးရောကျွန်တော်ဒီနေ့ကတော့ငါးဆများလို့ရမယ်ထင်တာပဲနော်โอเคအဲ့ဒါကျွန်တော်၄ရက်မြောက်ဖြစ်တော့ပါခီးထွက်လာနော်ရန်ကုန်ကနေပြီးတော့စတော့မယ်ဆိုလို့ရှိရင်ဆိုတော့အာတော့ပြင်ဆင်လာဦးအခဏနေပါပြန်ပြီးတော့တွေ့ပါမယ်တော့စားထွက်တော့နော်မနေ့က9နာရီခွဲပါအဲ6နာရီယူနေတော့ကျွန်တော်တားခင်းလို့ရတယ် ခဏလောက်ကဆီလို့ရတယ်เนาะသူကကျွန်တော်တို့ဒီသူတို့ဆေးရွက်ကြီးငုံတာဗောနော်ဆေးရွက်ကြီးငုံတာကိုသူကဘလို့ငုံလဲဆိုတာပြအောင်ပထုံးမှာပါသေးရရဲမိုက်တယ်ဆေးရွက်ကြီးကိုကျွန်တော်လည်းဒီမြန်မာပြည်မှာကျွန်တော်ကုန်းတော့စားတာဗောဒီမှာတော့ကျွန်တော်မစားကြရဗောနော်မစားကြရဆိုဟိုမှာညီမတွေကမစားကြပြီဒါလေးတော့ကျွန်တော်ဆန်းကြည့်ဖို့တော့လည်းစိတ်ပါပါပြီဆိုတော့ဆန်းကြည့်လိုက်โอเค So this is a different kind of tobacco. Okay. It's very it, it uh, very small, but we can get uh, ten rupees in here in Nepal. Okay. So we have to put it this one. This is tobacco. Mm-hmm. So I put the tobacco here in my hand. Mm -hmm. And this is the limestone. It makes it stronger. Okay. The tobacco. It makes it stronger. You have to put it little bit. If, you, okay. if you put more, it more. It's getting more stronger. Okay. So, and then I'll mix this like this. Continuous. So before I put into my mouth, uh, yeah, yeah. I have to mix the limestone and tobacco yeah, yeah, together. Together. Okay. Yeah. okay. Let me try. Okay. okay. Here. Yeah. yeah here. Yeah. Okay. It's okay. It's okay. It's okay. Yeah. Oh, uh -huh. <laughs> it's just like fire. Yeah, it's just like fire. Ah, yeah. oh, fuck. That's the, yeah. yeah, yeah, well, uh, <laughs> Uh, Subhash, uh, I'm, I'm gonna cry. wow, hot. It's very hot, yeah. oh my gosh. Mm. Yeah, it's too strong. Yeah, very strong. Yeah. feel it, okay? Sara said, you love No, okay. Thank you, bye. ဒီကွာတော့တို့ဘာပေါ့နော်ပယ်မျိုးကိုဆက်သွားမှာဖြစ်ပါတယ်ဒီကားတော့ပါထည့်နေတယ်ပေါ်မှာလည်းထုတ်ကြတော့ရောက်တယ်โอเคအဲ့တော့ဆက်ပြီးတော့သွားပါဦးโอเคအခု ပါလားလူပါဆိုတဲ့ရွာလေးကိုသွားမှာလူပါကတကယ်ကမြို့မဟုတ်ရွာလေးမှာတကယ်ကိုအရင်လေးနည်းနည်းလေးပဲရှိတော်မူရွာလေးအဲ့ဒီရွာလေးကိုကျွန်တော်ခီးဆက်တော့ဘနက်ကကျွန်တော်လာခဲ့တဲ့ဘာရီယာပတ်ကနေပြီးတော့ဒီကိုအဲ့တော့၃နှစ်နာရီကျော်လောက်ကာစီပြီးသွားပြီဒီကနေမှတစ်ဆင့်နောက်ထပ်နှစ်ဆင့်လောက်တက်စီးရအောင်လဲကျွန်တော်နော်ကျွန်တော်ဒီမြို့ရဲ့ဘတ်ကားကိုသွားမှာဘတ်ကားကနေမှစစ်ကိုရောက်မှကားကိုရှာရမှာဖြစ်တယ်ဟေးဘူးကဲမဲ့ကားဒီမှာအလုံးမလုံးတော့ဘူးအဲ့ဒါဆိုလမ်းကြောင်းမရှိဘူး ကားကလည်းသူတို့ပဲသူစင်မှုစေးဆက်သွားလို့နော်။ဒီအလုံးမဲ့ကျေးဇူးပါ။ဘာလို့လာပြီးတော့လူတွေခေါ်တော့အောင်မင်္ဂလာတတိယပါတတူပဲပုံစံလေးကကျွန်တော်အခုသွားနေတဲ့မျိုးလေးကတော့တော်မော်ဒီတာကဒေတာရူတာလို့ခေါ်တဲ့မျိုးလေးတစ်ခုဖြစ်ပြီးတော့အတော်အသင့်အစီကားလွန်လာပါတယ်တနည်းအားဖြင့်ဈေးဝယ်လို့ရနိုင်တဲ့နောက်ဆုံးသောမျိုးလေးတစ်မျိုးလေးဖြစ်ပါတယ် င်းသားရရောက်ပါတယ်ဘနက်ကတော့ကျွန်တော်6နာရီစထွက်လာတယ်လမ်းမှာထုတ်ပြောင်းဟိုပြောင်းဒီပြောင်းကားဆောင်လာတယ်အားလုံးပေါ်လာ7နာရီထိုးသွားတယ်เนาะဒီကစားတယ်ဒီက restaurant တစ်ခုเนาะတောင်ပေါ်တောင်ပေါ်ဒေသ restaurant ကိုဘာရလဲတော့မသိဘူးဟောတော့ကြည့်မယ်သွားစားမယ်လိုက်ခဲ့ပါ let's go ဒီအခုဒါကျွန်တော်ဟိုဘာလဲရောက်ပြီเนาะဒါတော့ကြည့်ပါဟမ် and the chicken one is uh, 300 what is that that's the vegetables အခုလာတော့စားရရနော်အဲပဲပေးရင်ဒီဘာကတော့ခရမ်းနေနေတာဘာကြီးတော့ပဲဘာကြီးတော့ဒီဒါတော့မိုးကြောအမှုကြောဒါတော့အပြီးရပါလေတော့မသိဘူးတော်ပြီနော်ဒါပေးရင်ဒါအားလုံးရနော်သူတို့ရရိုးရမပါမဖြစ်စားတာအားလုံးရနော်ဟုတ်ရတော့စားလိုက်ပါဦးမယ်အဲ့ဒါအခုကျွန်တော်ဒါတပည့်စားပြီးတော့ပြန်ထုတ်ရပါတော့နောက်တဲ့3ရက်လောက်မအောင်မယ်လို့ပြောပါတယ် အမြင့်ဘေး2000ကျော်လာတဲ့အခါမှာတော့ထင်းရှုပင်တွေကိုစတင်တွေ့ရပြီးအမြင့်ဘေး4000ကျော်လာတဲ့အခါမှာတော့တောင်ဇလဘန်းအီရောင်တွေကိုစတင်တွေ့ရှိရပါတယ်။ပြီးတော့တောင်ဇလဘန်းအီရောင်ဆိုတာကနီပေါနိုင်ငံရဲ့အမျိုးသားပန်းလို့လည်းသိရှိခဲ့ရပါတယ်။ကျွန်တော်ကတော့ဘလောက်အထိစက်တက်ရမယ်မသိနိုင်သေးပါဘူးဗျာ။ ို့ဒါ Rupel Rupel မြို့ကိုမရောက်ခင်နောက်ဆုံး target ဖြစ်ပါတယ်။ဒီကနေပြီးတော့ Rupel ရောက်ပါပြီ။အဲ maybe ကျွန်တော်ဘိုးချုံမှရောက်မယ်ခင်ဗျာနော်။မတော်မကျွန်တော်သူတို့က၄နာရီနဲ့ကျွန်တော်တက်ကြည့်ရ၆နာရီ၆နာရီလောက်စီးလန်းတယ်ခင်ဗျာ။အဲ့တော့စီးပြီးတော့ပါဒီမျိုးရောက်တယ်။တောင်ပွားမျိုးဆိုရင်မက်ထရိုစီရယ်။အတီးနံပေါ်ရယ်။တိုက်တွေဆိုလည်းဘယ်လို၄၅၆တက်တိုက်တွေအများကြီးတွေ့ရပါတော့။အဲအဲ့ကနေမှတစ်ဆင့်တော်တော့ ugonu ugar sin dulu chip kai ni ni mai dai taxi ya a di lan ya ku na chou ta ka da mya a ni ni taw ni au ko lo wa saw lo pya sin ma ko a ko thon ne a myo lo lan lo cha ya le ba a lo ba chin chwa ya chou lo ma ya naw song ka phit ba de de do ya ya ma kwa ok da a ku le chou ru pa o dai ya yau ma sa ba no di ga ba ba le chou thau di ko ma ha ro a chou dai ်အခုဒါတို့တို့ဒီလမ်းကတော့ဘူဘောကိုတော်တော်မောနေပြီးတော့အောက်ပြန်ဆင်းတော့เนาะဒီမျိုးကြောင့်ဒီဂျီကာအမြင့်ကြီးနေတယ်ပဲတို့သုံးပြီးတော့ဂျီကာမြင့်ကြီးနေတယ်ပဲသုံးပြီးတော့ဆင်းရတာပဲလမ်းဆိုးတယ်တဲ့ဒီလေးကိုเนาะဒါပြီးရင်တော့ကျွန်တော်ဘူဘောရောက်ပြီဘူဘောရောက်ပြီဒီညကတော့ကျွန်တော်တို့ကတောင်းအောင်ကိုထပ်ပြီးဆင်းလို့မလွယ်တော့ဘူးထပ်ပြီးဆင်းလို့မလွယ်တော့ဘူးညရင်မှရနောက်တစ်မနေ့မှကျွန်တော်တို့တော်တဲ့ကိုထပ်ပြီးလမ်းလျှောက်ဆင်းမှာဖြစ်ပါတယ်ဒါကြတော့ကျွန်တော်တို့ရဲ့ခီးစဉ်လေးကို ားတွေရိုက်ပြပေးပါမယ်အဲ့လိုပဲဘယ်မှာထပ်သွားပါလဲဟုတ်နော်โอเคတောင်မော်ဒေတာတွေရဲ့ထုံးစံအတိုင်းပဲဖုံပုံတွေနဲ့ဆိုးရွားလွန်းလာတဲ့လမ်းတွေကကြေးလက်ဒေတာရဲ့ကြာရုပ်တစ်ခုပဲမဟုတ်ပါလားခင်ဗျာလမ်းတွေဟာလဲကျင်းတဲ့ကျင်းလာပြီးတောင်တွေဟာလဲမှတ်တဲ့ကိုမှတ်လာပါတယ်နီပေါ်နိုင်ငံအတွက်တော့ပထမဆုံးသောမြန်မာနိုင်ငံသားငါးမြသမားတယောက်ဖြစ်လာခဲ့ရင်မြန်မာပြည်အတွက်လဲ နီပေါ်နိုင်ငံကိုရောက်လာတဲ့ပထမဆုံးသောငါးမြသမားတစ်ယောက်ဖြစ်ချင်မိပါတယ်။အာအခုကျွန်တော်တို့တောင်းတောင်းရောက်လာပြီနော်။အဲ့ဒါနေမှာပြန်တက်ကမလာဟိုးမှာပါ။အကဲအင်းများကျွန်တော်ညီကိုရီအနေနဲ့ဒီခရီးကိုလာခဲ့မယ်ဆိုရင်ကားစရာတွေကိုကြာချင်းတိချမေးစီချင်ပါတယ်။သူတို့ကဥပမာအနေနဲ့၄နာရီကြာမယ်ပြောရင်၈နာရီလို့သာမှတ်ပါ။တကယ်ကိုခရီးအရှိကြီးပါပဲဗျာ။အာအခုကျွန်တော်မောင်းလာတဲ့လမ်းကလေ။ ။အော်တကယ်ကိုတဲ့ချီးတော်ထွက်ကြစေကားလမ်းကားပေါ်မှာလေ။အရန်ဆိုးတာဗျာလမ်းကျင်းကျင်းလေးကိုမှတကက်တောင်းအမြင့်ကြီးပဲ။ကျွန်တော်ခုရောက်နေနေတာဘလောက်မြင့်ပြီဘလောက်အေးဝါးကြီးလဲဆိုတော့လေ။တော်တော်ကျနွေရာဒီမှာခုဒါ cherry ban နေပွင့်နေတာကိုကျွန်တော်မျက်မြင်တွေ့နိုင်တယ်။အော်တောင်ဆလပ်ပန်းနေလဲကျွန်တော်တွေ့ခဲ့ပြီ။တောင်ဆလပ်ပန်းနေလဲကျွန်တော်တွေ့ခဲ့ပြီ။နောက်တစ်ခါဒီချီရှူတော်တွေလည်းကျွန်တော်ဖြတ်ခဲ့ပြီပေါ့နော်အဲ့တော့ရောက်တဲ့အချိန်မှာဟိုဒါနောက်ဆုံးတဲ့ cherry တွေပါခုကအနီးကက် ရန်ကုန်သားတယောက်အနေနဲ့ပထမဆုံးချိန်ကင်ကြည့်ဘူးတာဖြစ်ပါတယ်ရမ်းမိုက်တယ်ခွာနော်ရာသီဥတော်တော်တော်လေးကိုအေးပြီးတော့စိတ်နေတာပဲဟုတ်ကဲ့တော့ခုဒါကျွန်တော်ရောက်နေနေအောင်မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရှေ့ကိုနောက်တဲ့တနားီခွဲတော့ထပ်မအောင်မယ်ဆိုတော့ကျွန်တော်နောက်ဆုံးသွားမယ့်မြို့ကိုရောက်ပါပြီနော်အဲ့မြို့ရဲ့ဟိုဘက်ကတော့အိန္ဒိယဖြစ်သွားပြီကျွန်တော်နောက်ဆုံးသွားမယ့်မြို့ကရူပယ်ဆိုတဲ့မြို့ပါအဲ့ကိုသွားဖို့နောက်တဲ့တနားီခွဲတော့ထပ်မအောင်မယ်လို့ပြောပါတယ်โอเคတတော်ပါ